ခရစ်တော်နဲ့ရှိတဲ့ညီကုံပေါ်မှာများအားလုံးဒီနေ့အတိတ်ပြန်နှုတ်ကပတ်တော်အနေငယ်နဲ့ကျမတို့ဆင်ခြင်သွားချင်ပါတယ်ဒီနေ့အာကျမတို့ဖတ်မှာ Good Friday ဖြစ်တယ်အာရာသီဥတုကလည်းကြည့်မယ်ဆိုရင်တော့တိတ်ပြီးမตายရပါဘူးအားလုံးကတော့အာမောင်တာတော့မဟုတ်ပြင်မဲ့လဲရာသီဥတုကတိမ်နေနဲ့ဖုံးလွှမ်းပြီးမှအာတိတ်ရာသီဥတုတตายရတိတ်မရှိဘူးပေါ့နော်ဆိုတော့ကျမတို့ဒီနေ့ Good Friday နေ့မှာ အထူးအနေနဲ့ကျမတို့ဆင်ခြင်ဖို့ရန်တနုတ်ကပတ်တော်အာကျမတို့အနေငယ်ဆွေးနွေးသွားခြင်းနဲ့ဒါတော့ကားတိုင်းပုံမှာသခင်ရှုပြောခဲ့တဲ့စကားခုနှစ်ခုဖြစ်ပါတယ်ကားတိုင်းပုံမှာသခင်ရှုပြောခဲ့တဲ့စကားခုနှစ်ခုဖြစ်ပါတယ်ပရမတ်သခွန်ကကြတော့လူကာခန်းကြီး23အငယ်34ထဲမှာသခင်ယေရှုကယေရှုကလည်းအိုးအဖာသူတို့ရဲ့အပြစ်ကိုလွတ်တော်မူပါသူတို့ဒီကိုပြူတော့အမှုကိုမတိချဟုမြွတ်ဆိုတော်မူ၏တဲ့ပရမသခွန်ကတော့တခင်ယေရှုက forgiveness ကိုပြောတာဖြစ်တယ်လူကိုပြောတဲ့စကားဖြစ်တယ်သူတို့ရဲ့အပြစ်ကိုခွန်းလို့ပါသူတို့လုပ်နေတဲ့အပြစ်ကိုသူတို့မသိပါဘူးဆိုမှသခင်ယေရှုကအာဖျားစီမှာသူတို့ရဲ့အပြစ်ကိုခွန်းလို့ဖို့ရန်အတွက်သူတောင်းလျှောက်တယ် forgiveness သူတောင်းလျှောက်တယ်ဆိုတော့ကျွန်တော်တို့တည်တာအထဲမှာခွန်းလို့တဲ့သူ ဖြစ်ဖို့ရန်အတွက်ခွန်းလို့ချင်းရှိတဲ့သူဖြစ်ဖို့ရန်အတွက်ခွန်းလို့ချင်းရှိတဲ့အခါမှာပြောင်းလဲခြင်းနဲ့ကျွန်တော်တို့ရဲ့ အာ environment မှာပြောင်းလဲခြင်းစပြီးမှမြင်သွေးမှမြင်သွေးရမှာဖြစ်ပါတယ်ဒါကြောင့်တယောက်နဲ့ကြောက်တယောက်ခွန်းလွတ်ခြင်းရှိဖို့ရန်အတွက်နံပါတ်1ပြောခြင်း ਨੇ နံပါတ်2ကကြတော့ကျမတို့နံပါတ်1စကားကကြတော့လူကာခန်းကြီး24အငယ်43လူကာခန်းကြီး23အငယ်53ထဲမှာယေရှုကလည်းငါမန်ကန်ဆိုဒီကယနေ့တွင်တင်ဒီငါနဲ့သူ ပရတိသူ့ဘုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ဆိုတော့ the အာဓမြပေါ့နော်ဓမြကသခင်ရှုဒီလူတွေရဲ့ပြစ်ကိုခွန်းလွတ်ပါဆိုတော့သူကြားပြီးတဲ့ခါမှာဒီဓမြကသူ့ရဲ့အတ္တအแทမှာသခင်ရှု ကိုယုံကြည်တယ်ဆိုတော့ယုံကြည်တဲ့ခါမှာသခင်ရှင်ပြောသခင်ရှုကကားတိုင်းပေါ်မှာ तू ကဘာမှနမိတ်လည်းမလုပ်ခဲ့ပါဘူးနမိတ်မလုပ်တော့ညာလည်းပဲအာသူ့ရဲ့လက်တစ်ဖက်မှာရှိတဲ့ဓမြကသခင်ရှုနမိတ်မပြနိုင်တော့လဲသူကယုံကြည်တယ်ယုံကြည်တဲ့ခါမှာ တော့ကဲတင်ချင်းရတယ်ဆိုတော့ကျမတို့စကားဒုတိယစကားနှခုကလည်းလူကိုပြောတဲ့စကားဖြစ်တယ်အာငါမန်ကန်ဆိုဒီကယနေ့တွင်တည်ဒီငါနဲ့သူပရရိသူပုံလိုက်ရှိလိမ့်မည်ဆိုမှာဓမြကိုပြောတဲ့စကားဒုတိယစကားဖြစ်တယ်ဆိုတော့နံပါတ်3စကားကြတော့ရှင်ယောဟန်အခန်းကြီး6အငယ်26 29ထဲမှာမေရောအားအချင်းမိမသင်ဤသားကိုကြည်ပါ တပည့်တို့အားလဲတင်းအမိကိုကြည်ပါဆိုမှပြောထားတယ်ဆိုတော့ဒီဟာမှာတတ္တယစကုံကတတ္တယစကားတတ္တယမြောက်စကားကကြတော့အချင်းမိန်မတဲ့မယ်မယ်ရိုပြောတယ်တင်းဤသားကိုကြည်ပါတဲ့ပြီးရင်တပည့်တို့အားလဲတင်းအမိကိုကြည့်ရှုပါဆိုမှသူပြောတယ်ဆိုတော့သခင်ရှုတော့မာချင်တာကြတော့အာအချင်းချင်းကိုကြည့်ရှုဖို့ရန်အတွက်ပြောချင်တာဖြစ်တယ်သူရဲ့မယ်ရိုလဲသူကအာ ြည့်ရှုဖို့ရန်အတွက်ယောဟန်ကိုသူပြောတာဖြစ်တယ်ဆိုတော့ဒီ၃ခွမြောက်ကိုလည်းလူကိုပြောတာဖြစ်တယ်ဆိုတော့၄ခွမြောက်ကိုသွားရအောင်၄ခွမြောက်ကမှတဲခန်းကြီး၂၀ခွငယ်၄၆ထဲမှာအေလီအေလီမာမရှာဘာခတနီတဲ့အာကျွန်ုပ်ဖျားအကျွန်ုပ်ဖျားအဘဲကြောင့်ကျွန်ုပ်ကိုဆွန့်ပစ်တနီလို့ပြောတယ်အကျွန်ုပ်ဖျားကျွန်ုပ်ဖျားကျွန်ုပ်ကိုဘာကြောင့်ဆွန့်ပစ်တာလဲသခင်ရှုကဖျားကိုပြောတာဖြစ်တယ် အဲ့ဒါကမွန်းတဲ့တစ်ချက်မှသုံးချက်တီထီမောင်ကျသွားတယ်ဆိုတော့ဒီအောင်ကြည့်မယ်ဆိုရင်ဖះသူဖះကတခင်ရှုကဖះစီမှာအာဘာပြောလဲဆိုရင်ကျွန်ုပ်ကိုဘာလို့ဆွန့်ပစ်တာလဲဘာလို့တခင်ရှုကျွန်တော်တို့ရဲ့ကိုစားသူကလောကမှာအသေးခံတာဖြစ်တဲ့ခါမှာဒီအရာတွေကိုအာဖះကသူ့ကိုခနာတဲ့ဖြုတ်ကျွန်တော်တို့ရဲ့ကိုစားအသေးခံတဲ့ခါမှာ မောင်ဒီလောကတစ်ခုလုံးကမောင်မိုက်ကြသွားတယ်ဒါကြောင့်တခင်ရှူကအကျွန်ုပ်ဖျားကျွန်ုပ်ဖျားဘာကြောင့်ကျွန်ုပ်ကိုအာအကျွန်ုပ်ကိုဆွန့်ပစ်တယ်ဆိုမှတတိယအဲ sorry စကားလေးခုနေနဲ့စရုံးထအမြောက်စကားဖြစ်တယ်ဆိုတော့နံပါတ်5ယောဟန်ခန်းကြီးဆက်ကိုငွေ28မှာသူကပြောလဲရေငတ်သည်ဆိုမှမိန်တော်မူတယ်ယောဟန်ခန်းကြီးဆက်ကိုငွေ28ထဲမှာ I'm thirsty လို့ပြောတယ်ဆိုတော့အာစကား5ခုမြောက်မှာသူ့ကိုယ်သူရေငတ်တဲ့အကြောင်းကိုသူပြောတယ် ဆိုတော့သခင်ယေရှုကတင်းနဲ့ကျမပူလောင်မယ့်အရာတွေကိုကြိုတည်တော့သခင်ယေရှုကဒီအရာတွေကိုတင်းနဲ့ကျွန်ုပ်အာပူလောင်မယ့်အရာတွေ तू ကအငတ်ခံမှကားတိုင်းမှာ तू အဲ့အရာတွေကို तू ပေးဆက်တယ်ဆိုတဲ့အရာလေးကိုကျမတို့မြင်ရတယ်ဒါကြောင့်ငါခွန်မြောက်စကားကြတော့ရင်ငတ်တယ်ဆိုတော့၆ခွန်မြောက်စကားကြတော့အမှုပြီးပြီလို့ပြောတယ်ဆိုတော့ဒီဟာတော့ greek ကျမ်းစာထဲမှာ tetele style လို့ပြောတယ်။ tetele style ဆိုတာကကျမတို့ grammar နဲ့ကြည့်မယ်ဆိုရင် perfect tense နဲ့ရေးထားတာဖြစ်တယ်။ it is finished ဆိုတော့ perfect tense ဆိုတာက grammar ကိုကြည့်တဲ့သူနားလည်ပါမှာ grammar လေ့လာတဲ့သူ present ဆိုတာယခုချိန်မှာဖြစ်တဲ့ past ကကြတော့ဖြစ်ပြီးတဲ့အရာဖြစ်တဲ့ perfect ကကြတော့အရင်တုန်းကလည်းဖြစ်တဲ့အခုလည်းဖြစ်တဲ့နောက်လည်းဒီအရာတွေကိုပြီးပဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့လေ့လာတာကျွန်တော်တို့ grammar ကိုလေ့လာဆုံးသိမှာပါဆိုတော့ဒီအရာကို perfect tense နဲ့သူပြောတဲ့အခါမှာသခင်ယေရှုကသူ့ရဲ့အမှုတွေအားလုံးပြီးမြောက်တယ်ယခုချိန်မှာလည်းကျွန်တော်တို့အခုချိန်ထိအီးအမှုကပြီးမြောက်တာဖြစ်တယ်ဒါကြောင့် तू လုတ်ခဲ့တဲ့အမှုတခင်ရှုပေးဆက်တဲ့ຢာတွေကအရင်တုန်းကပဲမဟုတ်ပဲနဲ့ယခုချိန်မှာတင်းနဲ့ကျမတို့လည်းအမှုပြီးတယ်ဆိုတဲ့ຢာလေးကိုကျမဒီຢာဒီຢာလေးကိုအနေငယ်6ခွန်းမြောက်စကားအနေနဲ့ပြောချင်ပါတယ်ဆိုတော့ခုနှစ်ခွန်းမြောက်စကားအနေနဲ့အာရှင်လူကခန်းကြီး23အငယ်46ထဲမှာအိုးအဖာကျွန်တို့ရဲ့စိတ်ဝိညာဉ်ကိုတော့လက်နိုင်အပ်ပါ၏လက်အပ်ပါ၏လို့ပြောတယ်ဆိုတော့ခုနှစ်ခွန်းမြောက်စကားကြတော့သူကဘာပြောလဲဆိုရင် သူရဲ့စိတ်ဝိညာဉ်အားလုံးကိုဖျားလက်ထဲမှာအပ်တယ်လို့ပြောတယ်ဆိုတော့ဒီအရာမှာသခင်ရွှတ်အသေးခံတဲ့ဟာကြတော့သူဘသူသူ့ကိုတခြားလူတတ်တဲ့အတွက်ကြောင့်မို့တေးတာမဟုတ်ဘဲနဲ့သူ့ရဲ့အသက်ကိုသူစွန့်တယ်လို့ပြောတယ်သူ့ရဲ့အသက်ကိုစွန့်တယ်ဆိုတော့သခင်ကသူ့မှာစွန့်ပိုင်ခွင့်ရှိတယ်ပေအသက်ရှင်ပိုင်ခွင့်ရှိတယ်ဖျားဆိုတော့ကျမတို့သခင်ယေရှုကစွန့်ပိုင်နိုင်တယ်ပြီးရင် ပေးပိုင်နိုင်တဲ့အစ်စ်ပေးပိုင်နိုင်တဲ့ဖရားလည်းဖြစ်ပါတယ်ဒါကြောင့်သင်ရဲ့ခန္ဓာစိတ်ဝိညာဉ်ကိုကျွန်တော်တို့ဖရားရဲ့လက်ထဲမှာအနိုင်ဖို့ရန်အတွက်လိုအပ်ပါတယ်ခုနှစ်ခွန်းမြောက် စကားကြတော့သခင်ယေရှုကအိုးဖာကျွန်တော်စိတ်ဝိညာဉ်ကိုရက်လက်နိုင်အပ်ပါပြီဆိုတဲ့အရာလေးနဲ့ကားတိုင်းမှာပြောခဲ့တဲ့စကားကြီးခုနှစ်ခွန်းမြောက်ဖြစ်ပါတယ်အအနေဆုံးပေါ့အနေငယ်နေနဲ့ပေါ့နော်ညီကုန်းချုပ်ချင်ပါတယ်ပရမစကုံကပရမစကားတခုကကြတော့ forgiveness or path through ရဲ့ပြုတ်ကိုလွတ်တော်မူပါ သူတို့ဒီကိုပြူတော်မှုကိုမတိကြဘူးမြတ်ဆိုရဲနံပါတ်2ကကြတော့ယေရှုအငါမှန်ကန်ဆိုဒီကယနေ့တွင် တင်ဒီငါနဲ့သူပရတိသူပုံ၌ရှိလိမ့်မည်ဟုမိန်တော်မူ၏တတိယစကားကြတော့မေတော်အားအချင်းမိတ်မှာတင်ဤသားကိုကြည်ပါဆိုမှတပည့်တော်အားလည်းတင်ရဲ့မိကိုကြည်ပါဆိုမှပြောတယ်စကားလေးခွန်းမြောက်ကကြတော့အေလီအေလီမဘရှာအာ ဘာခာတနီအကျွန်ုပ်ဖျားကျွန်ုပ်ဖျားအဘဲတော့ကျွန်ုပ်ကိုစွန့်ပစ်တနီပြီးငါးခွန်းမြောက်စကားကရေငတ်တီပြီးချက်ခွန်းမြောက်စကားအမှုပြီးပြီးပြီးခုနှစ်ခွန်းမြောက်စကားကြတော့အိုဖာအကျွန်ုပ်စိတ်ဝိညာဉ်ကိုတော့လက်နိုင်အပ်ပါပြီဆိုမှခုနှစ်ခွန်းမြောက်ကားတိုင်းပေါ်မှာပြောထားတဲ့စကားကိုအနေငယ်ဒီနေ့ good friday နေ့မှာကျွန်မအနေငယ်နေနဲ့ခွန်အားပေးချင်ပါတယ် ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ဟာအသက်ရှင်တဲ့ဖခင်ဖြစ်တယ်။မနေ့ယနေ့နောင်ကာလမပြောင်းလဲတဲ့အဖဖခင်ဖြစ်တယ်။သူပြုလုပ်ခဲ့တဲ့အမှုကပြီးခဲ့တဲ့ချိန်မှလည်းပြည့်စုံတယ်၊ယခုလည်းပြည့်စုံတယ်။နောင်လည်းနောင်အတွက်လည်းအားလုံးပြည့်စုံမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့အနေငယ် Good Friday နေ့မှာဒီအရာလေးနဲ့အနေငယ်ကားတိုင်းပေါ်မှာခုနှစ်ခွန်းအားဖြင့်အနေငယ်နေနဲ့နှုတ်ကပတ်တော်ဝင်ငါချင်ပါတယ်။ကြားနာရသူရဆက်ဖြတ်ရှင်ကောင်းကြီးပါစေ။